ရားသခင်ရဲ့ကျေးဇူးတော်ကိုချီးကျေးဇူးတော်ကြောင့်ကျွန်တော်2025ခုနှစ်မတ်လ24ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ Sit down ကြပါစို့။အဖဖျားကျေးဇူးတင်တဲ့နှက်ွက်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။ကျေးရှုသူအားလုံးကိုကောင်းချီးပေးတဲ့ Internet line တွေသာ၍ကောင်းစေပါ။ကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါ။တခိယေရှုနာမအားဖြင့်ဆုတောင်းပြဝေငှပါれဖျား။ အာမင်ဖျက်ရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဆုတောင်းတဲ့သူတဦးမှရှိရမယ်စိတ်နေသဘောထားကိုကျွန်တော်နားထောင်နေပါတယ်ဟောကျန်တာထဲမှာဆုတောင်းတဲ့သူတဦးမှရှိရမယ်စိတ်နေသဘောထားတွေအများကြီးရှိတယ်အဲ့ဒီထဲကနေအရေးကြီးတဲ့စေချက်ကိုကျွန်တော်နားထောင်မှာဖြစ်တယ်အခုကျွန်တော်တရက်ကိုတစ်ချက်နှုံးနဲ့လေ့လာနေတာဒီကနေ့ဆို၈ချက်မြောက်ထိရောက်ပြီဖြစ်တယ်အဲ့တော့နံပါတ်၁ဆုတောင်းတဲ့သူတဦးမှယုံကြည်ခြင်းရှိရမယ် ဟေဘေခန်းကြီး7အငယ်6ယုံကြည်ခြင်းပါပြီးဆုတောင်းမှဘုရားကအဖြေပေးပါတယ်။နံပါတ်1ကတော့ရဲရင်ခြင်းရှိရမယ်။ဟေဘေခန်းကြီး6အငယ်16တိယောခန်းကြီး9အငယ်14ရဲရင်သောစိတ်နဲ့တိုးဝင်ချင်းကပ်ဖို့လူတွေဆိုတော့တွေ့ရတယ်။နံပါတ်3ကတော့ယိုသေးလေးမြတ်ခြင်းရှိရပါမယ်။မဿဲခန်းကြီး6အငယ်9ဘုရားသခင်ဟာယိုသေးလေးစားထိုက်တော်ဘုရားသခင်ဖြစ်တယ်။ယိုသေးလေးစားဆိုတာဆုတောင်းဖို့လူတွေဆိုတော့တွေ့ရတယ်။ နံပါတ်၄ကတော့ဇွဲလုံးလဝရိယရှိဖို့လူတွေလူကခန်းကြီး၁၈အငယ်၁ကနေ၅အခန်းကြီး၁၇အငယ်၅နေ၈တိဖတ်ရင်တွေ့ရမယ်အာမလျှော့ပဲဇွဲအပြည့်နဲ့မရမချင်းတောင်းတဖို့လူတွေနံပါတ်၅ကတော့ကြီးစူးတော်ချီးမွမ်းပြီးဆုတောင်းဖို့လူတွေကျွန်တော်တို့ညီးတွားတောင်းတာထက်စိတ်ပြတ်ပြီးတောင်းတာထက်ချီးမွမ်းပြီးတောင်းတဲ့သူတို့ဘုရားသခင်ကအံ့ဩဖွယ်ပြုတာဖြစ်တယ် ဖိလိပ္ပိခန်းကြီး၄အငယ်၆တက်သက်ခန်းကြီး၅အငယ်၁၈ကိုဖတ်ရင်တွေ့ရမယ်။နောက်၆ကတော့စိတ်အားထပ်တန်ပြီးဆုတောင်းရမှာဖြစ်တယ်။ယာကုပ်ခန်းကြီး၅အငယ်၁၆မှာဖတ်ရင်တွေ့ရမယ်။နောက်ခုနှစ်ကတော့အပြည့်အဝမိခိုအားထားပြီးဆုတောင်းရမှာဖြစ်တယ်။62ခုမြောက်သောစာလံပိုင်းငယ်၈ကိုဖတ်ရင်ဖခင်သခင်ကိုအပြည့်အဝယုံကြည်ပြီးမိခိုအားထားပြီးဆုတောင်းမှဖခင်ရှင်ကပြီးတယ်။ဒီကနေ့ကတော့နံပါတ်၈ကတော့စိတ်ချမှုရှိရမှာဖြစ်တယ်။ တချို့ကစုမတောင်းငယ်စိတ်ပူတယ်စုတောင်းပြီးသွားရင် စိတ်ချတယ်ငြိမ်သက်သွားတယ်အဲ့လိုဖြစ်ရစုမတောင်းငယ်တင်စိတ်ပူလို့ရတယ်မိတ်ဆွေဒါပေမဲ့စုတောင်းပြီးစိတ်ပူတယ်ဆိုရင်ဖယားသခင်ကိုစိတ်မချတာဖြစ်တယ်ပြပြောခြင်းနဲ့စုမတောင်းငယ်တင်စိတ်ပူလို့ရပါတယ်ဒါပေမဲ့စုတောင်းပြီးမှတင်ကစိတ်ပူတယ်ဆိုအဲ့ဒါဖယားသခင်ကိုစိတ်မချတာဖြစ်တယ်ဒါကြောင့်ဒီကနေ့စုတောင်းခြင်းမှာစိတ်ချပြီးစုတောင်းဖို့လိုတယ်ဆိုတော့ကိုအပီးခြင်း ရကုတ်ခန်းကြီးတဲ့ငယ်ငါအနေရှစ်မှာဒီလိုရေးထားပါတယ်။သင်တို့တွင်တစုံတယောက်သောသူသည်ပညာကိုလိုလင်၊ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲခသိန်းသောသူတို့အားစေတနာစိတ်နှင့်ပြီးတော်မူသောဘုရားသခင်ကိုတောင်းစီတောင်းလင်ရလိမ့်မည်။တို့အရာတွင် တွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နှင့်တောင်းရမည်။တွေးတောခြင်းရှိသောသူသည်ကလေခတ်၍လှုပ်ရှားတတ်သောလှိုင်းတစ်ခုနှင့်တူ၏။ထို့သောသူသည်စိတ်နှက်ခွရှိသောသူ ြုလေသမျှတို့၌မတီချီသောသူထာဝရဘုရား၏လက်တော်မှတစုံတစ်ခုကိုရမည်ဟုမထင်မမစေနှင့်အာမင်ဒါကြောင့်ရှင်ယာကုတ်ကြီးကပြောပါလေဆုတောင်းတဲ့အခါတွေးတောခြင်းမရှိပဲတောင်းဝတွေးတောခြင်းရှိတဲ့သူကတဲ့လှိုင်းတဘိုးနဲ့တူတယ်လှိုင်းတဘိုးလှိုင်းဆိုတာတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ပြီးရင်ပျောက်သွားတာနားလည်အောင်ပြောရင်တော့တွေးပြီးတောင်းတဲ့အရာအလုံးကလေထဲမှာပျောက်သွားတာ ပြန်ပြောမယ်တွေးပြီးတောင်းတဲ့အရာအလုံးလေထဲမှာပျောက်သွားတာဘုရားသခင်ရဲ့နားတော်တွေရောက်သွားတာမဟုတ်ဘူးဒါကိုကျွန်တော်သတိထားတောင်းတဲ့ဟန်ဆုတောင်းရင်တွေးပြီးတောင်းရမှာမဟုတ်ဘူးမိတ်ဆွေယုံပြီးတောင်းရမှာဖြစ်တယ်တရားဆုတောင်းရင်လှိုင်းတဘိုးလိုပုံစံနဲ့တောင်းရမှာမဟုတ်တောင်းခဲ့သူခိုင်ခန့်တဲ့တည်ကြည်ခြင်းနဲ့တောင်းရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဆုတောင်းတယ်ဆိုတာက ဖယားသခင်ကိုအကျွင်းမဲ့အလိုက်တာလည်းဖြစ်တယ်။ဖယားသခင်ကိုအကျွင်းမဲ့ပေးလိုက်တာလည်းဖြစ်တယ်။ဖယားသခင်ကိုအုတ်တုံယုံပြီးတော့အနှင်းလိုက်တာဖြစ်တယ်။ဒါကြောင့်ဆုတောင်းခြင်းဆိုတာကဘာနဲ့တူလဲဆိုတော့ကိုဝင်တဲ့တယောက်နဲ့တော့တူတယ်။ကိုဝင်တဲ့တယောက်ကကိုဝင်ရကလေးကဒီဘိုက်ထဲကကလေးကို तू မမြင်ဘူးသေးဘူး။ အထရဆောင်းရိုက်เสียမရိုက်เสียအဲ့ဒါအေးမကြည့်ဘိုက်ထဲကကလေးကိုမြင်ဖို့မမြင်ဖို့အေးမကြည့်ဒါပေမဲ့မွေးမဲ့နေ့ကိုကြိုစင်းစားပြီး तू ကဝမ်းမြောက်နေပြီအဲ့ဒါအအောင်စရာကောင်းတယ်ဒါကြောင့်ကိုဝင်တဲ့မျိုးမီးတွေကကလေးမမွေးခင်ဒီကလေးကို तू မမြင်ဘူးသေးဘူးအထရဆောင်းမှမြင်ရတယ်ဆိုတာလဲဒါမြင်သင့်တဲ့လောက်ပဲ तू မြင်ရတာဒါပေမဲ့အဲ့ဒါမမြင်ရသေးပေမဲ့ तू ကမွေးမဲ့နေ့မှာဒီကလေးလေးတို့ကကြိုတင်ပြီးတော့စားเสียချိုးချံပြီးစားတယ် အဆက်တောက်တွေဖြတ်တောက်တယ်ပြောချင်တာကတော့ခလေးနဲ့ပတ်သက်ပြီးမျောလင့်ပြီးသူကဝမ်းမြောက်ပြီးပျော်နေပြီးသားမွေးကိုမွေးမှဒီကလေးကဟာဆွတ်တောင်းနေသူဆိုတာမှတ်ထားပါရကိုရမှာဖြစ်တယ်ပြောပြမယ်ဆွတ်တောင်းနေသူဆိုတာရကိုရဒါပေမဲ့ခုရှိတယ်အလိုတော်နဲ့မညင်တော့ဖေကပေးမှာမဟုတ်ဒါကြောင့်ကိုဝင်တဲ့မျိုးသမီးကမွေးတဲ့အခါသုံးချက်တွေ့ရတယ်မိတ်ဆွေနံပါတ်၁စင်လုံးကြောမွေးတာရှိတယ်အဲ့ဒါလုံးဝရတာနံပါတ်၂ခြေလိုက်အင်ကမစုံမဲမွေးတာရှိတယ် နံပါတ်3အသေးလေးမွေးတာရှိတယ်ဒါပေမဲ့မွေးတာတော့မွေးရတယ်စွတ်တောင်းချင်းမှာဆင်းလုံးကြောရတာလည်းရှိတယ်တခါလေမစုံဘဲနဲ့ယုံကြည်ခြင်းအားနည်းခြင်းကြောင့်ရတဲ့လောက်မရတဲ့ခါလည်းရှိတယ်နောက်တတိယချက်အလိုတော်နဲ့မမြင်တော့လုံးဝမပြီးဘူးဒါပေမဲ့ကျွန်တော်တို့ကစွတ်တောင်းတဲ့အခါတွေးတောခြင်းမရှိဘဲတောင်းရအောင်အဲ့တော့ကျွန်တော်ကတွေးတောင်းတာထက်ဖခင်ရဲ့ဂရုတော်ကိုစွဲလန်းပြီးတောင်းမှာ ဲ့ဒီ shut down တာဟာထိရောက်တယ်။ဒါကြောင့် shut down ခြင်းမှာရှိရမယ့်စိတ်နေသဘောထား၈ခုမြောက်စိတ်ချမှုရှိရ။အောက်ကျန်တဲ့မှာစိတ်ချမှုရှိတဲ့သူ၂ယောက်ကြောင့်ကျော်ပြောမယ်။ဓမ္မဟောင်းမှာ၁ယောက်ဓမ္မသက်မှာ၁ယောက်။ကဲဓမ္မဟောင်းမှာ shut down တဲ့အခါစိတ်ချမှုရှိပြီး shut down တာဘာလို့လဲဆိုတော့တန်ရီလဖြစ်တယ်။အော်တန်ရီလဆိုရင်နာမည်ရဲ့အဓိပ္ပာယ်ကဘုရားသခင်ဒီကျွန်ုပ်ဤတရားသူကြီး God is my judge ။အဘိယာကကျွန်ုပ်ဤတရားသူကြီး ။တိုင်ရင်လကကျွန်တော်အားလုံးသိတယ်။သူ့ရဲ့မွေးရမြေကယေရုရှလင်။အဲယေရုရှလင်ကနေမိုင်၈၀၀လောက်ဝေးတဲ့ဘာဘူးလုံနိုင်ငံမှာသူကျွန်လာခံနေရ။ဒါပေမဲ့သူကကျွန်သာဖြစ်ပေမဲ့ကဘာဘူဖန်ဆင်းတဲ့ဖယားနဲ့အဆက်အသွယ်ကောင်းတော့ကျွန်ဘဝကနေဝင်ကြီးဘဝတိုင်းရောက်သွားတယ်။အအောင်စရာသိကောင်း။အော်ဒီရီကိုကြည့်ခြင်းအဖြစ်တန်ရီလကဒီဘာဘူးလိုနိုင်ငံကိုရောက်လာတဲ့အခါဘာပစ္စည်းမှပါလာတာမဟုတ် ဒါပေမဲ့သူ့မှာကဘာဖန်ဆင်းတဲ့ဖယားတကယ်နဲ့အဆက်အသွယ်တော့ပါလာတာဖြစ်တယ်အဲ့ဒါဆူတောင်းခြင်းပဲအဲ့တော့ဒီကနေ့သင်ဟာတဲ့မှာဘာမှလက်ဆုပ်လက်ကင်ပြစရာမရှိလေကိစ္စမရှိဒါပေမဲ့သင်မှာပြစရာရှိတာကဆူတောင်းခြင်းတော့ရှိတယ်ဖယားတကယ်နဲ့အဆက်အသွယ်ရှိတယ်အဲ့ဒီအရာက ကြီးမားတဲ့လက်ဆုပ်လက်ကင်ပဲဒါကြောင့်တန်ရင်လာလေသူကဝင်ကြီးဖြစ်လာတဲ့အခါကျွန်တော်အလုံးသိတဲ့အတိုင်းပဲတချို့တွေရဲ့မနာလိုမှုကြောင့်သူ့ကိုကြောက်တွန်းခြင်းခံရတယ် ရက်သွားဘူးအော်ဒီကနေ့သင်ဟာအခက်ခဲရောက်လို့တောင်းတဲ့အသက်တာမဟုတ်ဘဲနဲ့နေ့စဉ်ဆုတောင်းသောသူဖြစ်ရဒါကြောင့်ဘလို့ခက်ခဲလာလာဆုတောင်းခြင်းမရက်သွားသောသူလည်းဖြစ်ရတောင်းအခက်ခဲလာလို့ဒိုင်ရင်လာဆုတောင်းခြင်းမရက်ဘူးပိုတောင်းတယ်ပဲအထပ်ပြုလေးရှိသည့်အတိုင်းဆိုတာအမိန်ထုတ်လို့စတောင်းတာမို့အမိန်မထုတ်ခင်လည်းတောင်းနေတာ ခြင်သိမ့်တွင်းနဲ့ကြမှာမို့လို့စိုးရိမ်ပြီးတောင်းတာမို့အဲ့ဒီတည်းမချားခင်ကလေးကတောင်းနေပြီးသားအဲဒီကနေ့ကျွန်တော်ကခက်ခဲရောက်မှတောင်းနေသူမဖြစ်စေနဲ့ဤစဉ်အဆက်အသွယ်ကောင်းပြီးတောင်းနေသူဖြစ်ရဒါကြောင့်လေကျွန်တော်အလုံးသိတဲ့အတိုင်းပဲခြင်သိမ့်တွင်းနဲ့ကြဖို့တော့ဖြစ်လာတဲ့အရာပေါ်မှာဒိုင်ရင်လကဒီခြင်သိမ့်ကိုမြင်တာမဟုတ်ဘူးဗျခြင်သိမ့်နှုတ်ကိုပိတ်ပေးမဲ့ဖရာတကူတော်ကိုမြင်ပြီးစိတ်ချမှုနဲ့တောင်းတဲ့ကခြင်သိမ့်တွင်းထဲမှာ ဣရင်ဥယင်လို့လှပခြင်းခံစားတယ်။တယောက်သူချင်းသိနေနေကြ။ဒါပေမဲ့ तू စိတ်ချမှုရှိတဲ့အခါအဲ့ချင်းသိနှုတ်ကိုဖျားခင်ပိတ်တာ။တောင်ဒန်ရင်လာနဲ့အာရန်ဧဝသက်တာပြောင်းမြန်။အာရန်ဧဝဆူတောင်းခြင်းမရှိဘူး။ဘုရားနဲ့ဆက်သွယ်ကောင်းကောင်းမရှိဘူး။နေသောအခါဘုရားနဲ့တော့စကားပြောတယ်။စကားသာပြောတာစာရစကားပဲယုံနေတာ။ဘုရားနဲ့နေသောအခါတိုင်းစကားပြောတယ်ဘုရားစကားနားမတော်ဘူး။ စာရန်တို့တရက်ပဲလားစကားပြောတချက်ထဲနားတောင်နဲ့ကြဆုံးအောင်ဒါရင်ကကြောင့်ဘုရားနဲ့နေ့တိုင်းစကားပြောတာအဆက်အသွယ်ကောင်းတယ်ဒါကြောင့်အာရိဝါဆုတောင်းခြင်းမရှိတော့အေရင်ဥယင်ကရှင်သိပ်တွင်းလို့ဒုက္ခတွေဖြစ်သွားတယ်အေရင်ကနေတို့ထွက်လာဒါပေမဲ့ဒန်ရီလာကြတော့ရှင်သိပ်တွင်းကအေဒင်ဥယင်လို့တာယာလှပပါတော့တယ်။ဘာတောင်းခြင်းရှိလို့ဆုတောင်းခြင်းရှိလို့ ော်ဒီကနေ့သင်နဲ့ကျွန်တော်ရဲ့သက်ကြမှာလေဆူတောင်းခြင်းရှိတဲ့သူကအခက်ခဲတဲမှာตายခြင်းရှိနေတယ်အခက်သေးခဲတဲမှာငြိမ်သက်ခြင်းရှိနေတယ်အခက်ခဲတဲမှာထွက်ပေါက်တွေကိုရနေတယ်အဲ့ဒါဆူတောင်းတဲ့သူရဲ့စိတ်ချမှုရှိခြင်းကြောင့်ရတာပဲဒေါန်ဒိုင်အင်လကဒီချသိတွင်းထဲကနေချသိတွေမကိုက်ဘဲနဲ့ရှိတဲ့အခါမှာနောက်နေ့မနက်မှာအစောကြီးဒါရီမင်းကြီးကလာမေးတယ်ချသိတွင်းအပြင်ကနေ တိုင်ရင်လားမင်းကိုးဝယ်တဲ့ဘုရားမင်းကိုကယ်လားတဲ့တော့တိုင်ရင်လားဘာပြောလဲကယ်တယ်ကျောက်ကိုရဲဖရားတဲ့ကျွန်တော်ကောင်းကင်တမန်လွတ်ပြီးချင်းသိပ်ပါဇက်ကိုပိတ်ပြီးခဲ့တယ်။အော်ဒီအောင်ကြည့်ခြင်းအဖြစ်ဒိုင်ရင်လချင်းသိပ်တွင်းနဲ့ရောက်တဲ့ကလူမှချင်းကခဲတဲ့သူလွမြောက်ချင်းစစ်ရှောင်းတဲ့သူဘေးဥပကင်းဝေးချင်းများစွာသောဒုက္ခခံစားနေတဲ့သူဘေးဥပကင်းဝေးချင်းနဲ့တကွာဒုက္ခတွေတဲ့ကလွမြောက်ချင်းကြောက်ကြရင်ယုံကြည်ခြင်းနဲ့ချင်းသိပ်တော့ပါလေ 24 25 26ဒီ3ရက်တာမှာနွေရသည်ခလိသူငယ်များသမားချမ်းသာတားငယ်သမီးငယ်များတင်ကြားနေတဲ့ဆယ်ဆယ်မများနေတကွလာမယ့်28ရက်နေ့မှာပြုလုပ်မယ့်သမားချမ်းသာတင်ကြားခြင်းမှာအောင်မြင်စေခြင်းကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းယနေ့မှစမကုန်မခနိုင်တဲ့ကောင်းကြီးတို့ဒီကာလဆင်းမြဲတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖျက်ရှက်ကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့မကဲသူစားသမြားဘာယာမဲတို့မြတ်ပြန်များဘုရင်စားတယ်လို့လို့ဘုံမြောက်ချင်း